အခုနောက်ထပ်အနေနဲ့ပြည်သက်တွေကိုဒါနောက်ထပ်ရိုက်ကွင်းပေါ်ကိုမခေါ်ဆောင်သွားခင်မှာပဲပြည်သက်တွေသိကျင်တဲ့အမှုပညာရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်။နှုတ်ပညာမှုကောင်းငယ်အစီအစဉ်ရဲ့တင်ဆက်ပေးနေကြခန္ဓာတစ်ခုဖြစ်တဲ့သူတို့ဘာလုပ်နေလဲဆိုတဲ့ခန္ဓာကိုဆက်ပြီးတော့ကြည့်ရှုပေးပါအောင်ဗျ။အခုနုပညာလှူရှာမှုနေနဲ့ကျွန်တော်တချင်းနေရေးပါတယ်ဗောအခုမြန်မာအိုင်ဒေါ်ကထုတ်တဲ့ဟိုသူဝင်တာအတွက်အခွေထဲမှာလည်းကျွန်တော်တချင်းသုံးပုံရေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီအိမ်မက်ဆောင်ရာဖန်ကလပ်တို့ဘာလို့မှလည်းကျွန်တော်အဲ့လို ဟိုရိုက်ကူးရေးလေးတွေလုပ်တယ်။နောက်ကျွန်တော်တကောတော်အခွေလေးကိုလည်း MTV လုပ်ဖို့ try နေပါတယ်ဗျ။ဟုတ်။ကိုကအခုအိမ်မြောင်းနိုင်ကြဆိုတော့အဲ music ဟိုဗီဒီယိုပေါ့နော်မြောင်းနိုင်ကြအောင် music video အနေနဲ့ပြန်ထွက်နိုင်မှုအတွက်အခုရိုက်ကူးရေးတွေလုပ်နေတယ်။ဆိုတော့လာမယ့်နိုဝင်ဘာလောက်ကြာလို့ဆိုလို့ရှိရင်တော့ဒီအခွေလေးကိုပြိသက်လက်ထဲကိုထည့်နိုင်အောင်အယုတ်အယုတ်အနေနဲ့ပေါ့နော်အတန်အားဖြင့်တော့ပြိသက်တွေကြားပြီးပြီးဆိုတော့အယုတ်အနေနဲ့အမျှဝေခံစားခွင့်ရအောင်အခုစူးစမ်းနေပါတယ်။ပြီးတော့ဒီ August လထဲမှာလည်းအခုတို့အတွဲခွေလေးတွေထွက်ဖို့ရှိရဲ့ the sound music production ကနေပြီးတော့မှသူတို့ anniversary ခွေလေးတွေခွေထွက်ဖို့ရှိရဲ့အဲ့မှာလည်း quality တချင်းသုံးဖို့ဒီဆိုထားပါတယ်။ ပြီးတော့ media 7အောင်လုပ်တဲ့ one year anniversary ခွေလေးမှာလည်းကိုတပုတ်ဒီဆိုထားပါရယ်ဆိုတော့ဒီခွေလေးတွေနဲ့ဒီသင်းလေးတွေနဲ့ပေါ့နော်သင်းသစ်လေးတွေကိုလည်းမျှော်နိုင်သမျှအပြင်ကိုမျှဝေပေးဖို့တက်စူးစမ်းနေပါရယ်အဲဆက်လက်ပြီးတော့လည်းဒီအနုညာလှူရှာမှုတွေအနေနဲ့စတိုက်လုံးနေဦးမှာပါပေါ့နော်အားလုံးကလည်းမျှဝေခံစားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာအဲကျွန်တော်အခုတလောဆိုရင်တော့ကျွန်တော်ဒီဟိုပါစိုးကြီးတစ်ခေတည်းရောက်ဆိုပြီးတော့တကူတော့ခွေဟိုပါဒုတိယခွေအာစတမ်းတိုင်းကတော့ထွက်တာပါပဲပြီးတော့အဲ့ခွေအတွက်ကျွန်တော်ဒီဟို DVD စက်ထုတ်ဖို့အခုအဲ့ဒါကျွန်တော်ဆက်ပြီးတော့အစီအစဉ်ဆွဲနေပါဆက်လုပ်နေပါတယ် ဒီတစ်ခါမှာဆိုလို့ရှိရင်တော့ Drider ကိုစော် IONU ရဲ့ဇူဂျာအမည်ရှိရုပ်ရှင်ရိုက်ခွင်းပဲဖြစ်ပါတယ်စကြလို့နာမည်ပေးထားတာဖြစ်တဲ့အတွက်တကယ်ဝယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျဒီထဲမှာဆိုလို့ရှိရင်တေယုဆောင်အင်အားအများပြားနဲ့ရိုက်ကူးနေရပဲဖြစ်ပါတယ်အာဒါဆိုရင်ညဉ့်ညံ့ကိုတော့တော့ဘယ်နေရာကိုသွားရောက်ခဲ့တယ်ပြီးတော့ဘယ်လိုပုံစံနဲ့တွေ့မြင်ခဲ့ရလဲအရင်ဆုံးပြောပြပေးပါဟုတ်ကဲ့အာဒါဆိုလို့ရှိရင်တော့ဒရိုက်တာကိုဇော်အာယုံဦးရဲ့ရှူတင်ဖြစ်တဲ့ဒါတေယုဆောင် ဆိုတော့တစင်တို့ရဲ့ဒါ shooting aim ပေါ့နော်သူရဲ့ shooting aim မှာတော့ရောက်ရိုက်ကူးခဲ့တယ်အဒီမှာဆိုလို့ရှိရင်တော့ပါဝင်တဲ့သေဟုတ်ဆောင်တွေကတော်တော်လေးတော့များတယ်ဗျအာသေဟုတ်ဆောင်များဖြစ်ကြတယ်ကြော်ရဲအောင်နောက်ပြီးတော့မြင့်မြတ်အာမဆူရီဆိုရယ်ဆိုမြတူစားနောက်တစ်ခုနေနဲ့ပက်ထရီရှာမေနောက်ပြီးတော့တန်နာပို့သူတို့တွေအားဒီထဲမှာအဓိကရိုက်ကူးနေတာပဲဖြစ်ပါတယ်ဗျာအများကြီးပါတာပဲအများကြီးပါတယ်ဒါပေမဲ့ဇွတ်ချားလို့နာမည်ပေးထားတာဖြစ်တဲ့အတွက်ဒီဇက်ကဆိုလို့ရှိရင်တော့ဒီတေယုတ်ဆောင်ဒီ မင်းသားဘက်ကိုပို့ပြီးတော့အသားပေးတဲ့ character မျိုးကိုဒါဥစားပေးရဲ့ဇာတ်ကားမျိုးတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒေးဆောင်ရင်အများကြီးနဲ့ရိုက်တာဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်အခုဆိုလို့ရှိရင်လည်းဒါ promo လေးတွေကတော့ဂျားထဲမှာတက်လာတာဒါပရိသတ်တွေသိမှာပါဒီတော့တိတ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် character နဲ့ရိုက်ကူးနေမှာဆိုတော့ပရိသတ်များဆက်ပြီးတော့တင်ဆက်ပေးပြရလေဗျာ ကိုကတော့စကြဆွဲဇက်ကပါဒီကမာကကျော်ရအောင်ရင်မြင့်မြတ်ရင်မိုးအောင်ရင်ရဲလေးရင်ထက်အောင်ရှာရင်ဥပယဆမြသူစာရင်ခိုင်သိင်းကြည်ရင်ပက်ထရရှာရင်မေးရင်တန်တာပေါ်ပေါ့အမ်ကျော်ရအောင်ရင်ဒူတွေပေါ့မြင့်မြတ်တို့ကမိုးဘက်ကဆမြသူစာရင်ညမရင်ခိုင်သိင်းကြည်တို့အဆွေပါဆိုတော့ဗာလဲဆိုတော့ဒီဘက်က ကျော်ရအောင်လွယ်ပြီးတော့မြင့်မြတ်ရယ်မိုးအောင်ရယ်ရယ်လေးရယ်ထဲအောင်ရှာရယ်လေးလျောက်က6နေကြတယ်6နေကြတယ်6နေကြမွေလူချင်းနဲ့မွေလူချင်းလို့ရှိရင်မင်းဟိုဘက်ကကောင်းမလေးတယောက်ယောက်ရလှုပ်လို့အရင်ဆုံးရတဲ့လူကိုအမွေပေးမယ်ဆိုပြီးတော့လှုပ်ကြတဲ့ခါကျတော့သူတို့ကဇွတ်ကြဆိုတဲ့နာမည်နဲ့လိုက်အောင်အတင်းဇွတ်ကြလှုပ်ကြတဲ့ဟာပါပဲဟဲ့အရမ်း ဆိုရစားလောက်လောက်ခုလုံးဟာလေးကိုရတဲ့ညောင်တော့စားလားဒါလည်းမစားဘူးအားဆို black coffee တိုက်ဘောလုံးဘောလုံးမြန်မာဘောလုံးအဲဒီကမှမခိုင်လို့မင်းသမီးတွေကအများကြီးတော့ဟိုဟိုမပါပါဘူးမင်းသားတွေလုတ်ခွက်ရတဲ့ကားပေါ့နော်မခိုင်တော့ကတော့ဒီကားမှာဒါကိုလည်းဒီ lucky 7နဲ့လည်းအမြဲတမ်းရိုက်နေကြဖြစ်တယ်ပေါ့နော်ဟိုရှေ့မှာလည်း ့ရက်ကွက်ဘရင်မတို့ကတော့ပောက်ထားတော့အဖြစ်ပြီးတဲ့သဘောပါပဲဟုတ်ကဲ့ကတော့ထုံးစံတိုင်းပါပဲဟာသဆိုတော့လဲအပျော်လေးပေါ့ဆက်စလူးလေးပေါ့အသွက်ကလေးပေါ့ဟိုလိုကလေးညစ်တာတော့ပြီးစားလာပြောနေတာဟုတ်ပါဘူး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 ဟိုချောင်းသာရောက်တဲ့အခါလဲဟို အရန်ဟို beach ပုံစံမျိုးလေးပေါ့အဲအဲ့လောက်ပဲအဝတ်စားပဲနည်းနည်းလေးခယူဆိုင်ရတယ်ဟိုကျန်တာကတော့ဒီ driver ချပေးမဲ့ dialogue တွေပါရေးအပေါ်မှာပဲအဲလောက်ရမှာပေါ့အာ character ကတော့ညီမကတော့ကိုမောင်အောင်ရင်နဲ့တွေ့ရမှာပေါ့နော်။အာညီမကအရက်ရှိသူဟာအရက်ပူဆိုတော့အဲ့လိုမဟာတလေးပေါ့။အပူနဲ့ရှိတမင်တွဲပြီးတာပေါ့။ ချောင်းသာမရရမှာမနက်ဖြန်ချောင်းသာတက်ကြမှာပေါ့နော်အကုန်လုံးချောင်းသာမှာကတော့စင်းပုံများရပေါ့ဒီကားရဲ့အဓိကဟိုဟာချောင်းသာမရိုက်မှာပေါ့နော်ရန်ကုန်မှာကတော့စင်းနေတယ်ပေါ့ချောင်းသာမှာတော့နေဟိုရက်ကြမယ်လို့ထင်တယ်အဲ့မှာတော့ပို့ပြီးတော့လဲပြောဖို့ကောင်းမယ်ထင်တယ်ဒီကိုလေးအောင်ရန်ပြရတော့မင်းတို့မရှက်ကြဘူးဟမ်ရှက်ပါဘူး လူမြောင်မကောင်းငယ်ပရိသတ်များခင်ဗျာစိတ်ဝင်စားဖို့ကောင်းတဲ့ရှင်တင်တစ်ခုကိုပရိသတ်များကိုတင်ဆက်ပေးပြီးသွားပြီဆိုတော့အခုဆိုရင်ကျွန်တော်ညောင်တင်ဆက်ပေးခဲ့တဲ့လူမြောင်မကောင်းငယ်အစီအစဉ်ကဒါကဏ္ဍလေးတွေကလည်းတော်တော်လေးကိုစုံသားပြီးလို့ပြောလို့ရပါတယ်ခင်ဗျာပရိသတ်တွေကိုအခုလိုမျိုးကျွန်တော်တို့အနေနဲ့ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာမျိုးစုံအတွက်ကိုဒါအပတ်စဉ်အပတ်စဉ်နေ့စဉ်နေ့တိုင်းမှာကျွန်တော်တို့အနေနဲ့ရိုက်ကူးရေးတွေတွားရောက်ပြုလုပ်ပြီးတော့ပရိသတ်တွေအချိန်နဲ့တပြေးညီအမှုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိစေဖို့တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုပြီးတော့ပရိသတ်တွေအနေနဲ့ဝေဖန်အကြံပြုစကားတွေလည်းပြောကြားစေလို့ပါတယ်ခင်ဗျာဝေဖန်အကြံပြုစကားတွေပြော ကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ www.facebook.com/askanshu မှာပြည်သက်တွေအနေနဲ့ကွန်မန့်ရေးသားပြီးတော့ဝေဖန်အကြံပြုစကားတွေပြောကြားပေးခဲ့ကြပါအောင်နော်။ โอเคပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ထုတ်လွှင့်နေတဲ့အချိန်တွေဖြစ်တဲ့ည10:00နာရီအချိန်နဲ့မနက်12:40အချိန်များမှာ TV ရှိကနေမဟုတ်ဘဲနဲ့ရောက်တဲ့နေရာကနေပြီးတော့ online ကနေပဲကြည့်နေတယ်ဆိုရင်တော့ www.mrtv4.tv လို့ yay နေပြီးတော့ online ကနေအလွယ်တွေကို live streaming ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ဒီနေ့အစီအစဉ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါအောင်ခင်ဗျာပရိသတ်များအားလုံးပဲတာယာလှပရဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာ